မတက်ထဲမှာနေခဲ့တော့ကမဲထဲတော့ညီမအသက်မပြည့်သေးဘူးအသက်မပြည့်သေးဘူးဒါပေမဲ့သူတို့ကမဲထဲခိုင်းတယ်ညီမကမပုံတင်တော့မရှိဘူးမဲထဲခဲ့ရတယ်ဘာအထောက်ထားမှမရှိဘဲနဲ့လည်းမဲထဲရတယ်အဲအဲ့လိုမဲထဲလို့ရှိရင်သူတို့ကအကွက်၄ခွက်ရိုက်ထားပေးရမနေ့ပြန်လို့ညီမတို့ကပါတီအဲ့ဒီရုံးမှာမဲသွားပေးရမယ်ဆိုလို့ရှိရင် rehearsal တရက်လုပ်တယ်အင်းအဲ့ဒီ rehearsal တရက်မှာသူတို့ညီမတို့နမူနာပုံစံလေးတွေပေးထားတယ် ကြမ်းခံရေးအလန်ဒီလုံးဝအကွက်ကိုစောင်းပြီးနှိပ်လို့မရဘူး။ပယ်ပြီးလည်းနှိပ်လို့မရဘူး။ပယ်မဲဖြစ်သွားရင်သူတို့ပြောတာတမဲလည်းတမဲအတွက်သူတို့တိတာတယ်။သူတို့အတွက်နင့်လာတယ်။အဲဒါကြောင့်ရဲမေးတွေစစ်တီတွေကိုသူတို့တေချာမှာတယ်။ကြမ်းခံရေးအကွက်မှာပဲတစိမ့်တုံးရိုက်ရမယ်။နမူနာတွေလောက်ခိုင်းတယ်။အဲရဲမေးတွေကတုံးတဲ့ရဲမေးတွေလည်းအများကြီးပဲပေါ့။သူတို့ကတေချာကကနနာရဟဇတရက်ကိုကျင့်တယ်။တဏီကုံအချိန်ကုန်ခံပြီးတော့ကြမ်းခံရေးကိုပဲသူတို့တစိမ့်တုံးထုခိုင်းတယ်။မဲ ပယ်သွားလို့ရှိရင်ပယ်မဲဖြစ်သွားမယ်တကယ်လို့အဲ့ဒီ LND ဘက်ကိုလည်းစိတ်တုံထူးမိသွားရင် LND မဲဖြစ်သွားမယ်အဲ့လိုမျိုးမဲမှားပြီးပေးခဲ့ရင်အပြစ်ပေးမယ်ကိုယ့်ရဲ့အကြံခံရေးကိုမထည့်ဘဲနဲ့ LND ကိုလည်းထက်ပိုင်ဝင်မရှိဘူးတကယ်သူတို့အရာရှိတွေကတရားဝင်ပြောထားပြီးသားအဲမဲကိုမှားထည့်ခဲ့ရင်ပြန်လာတာနဲ့အပြစ်ပေးပါအာညီမတို့အဲ့လိုအစည်းအဝေးမှာပြောတယ်လုံးဝကြံ့ခိုင်ရွက်ထဲကိုတစိမ့်တုံးကြံ့ခိုင်တခွက်ထဲမှာအကျဲကြီးကြိုက်တဲ့နေရာကိုနှိပ်စောင်းပြီးလည်းမနှိမ့်နဲ့ပယ်ပြီးလည်းမနှိမ့်နဲ့ ် NND ကိုမဲပေးခဲ့တဲ့ရှိရင်ကို့အကြောင်းကိုတိကို့ပြုတ်ကိုဝင်ခံအဲ့လိုမျိုးချိန်မောင်းလာတာအရာရှိရမရရတော့သူကမြမတို့ဘလို့ချိန်ချောက်လဲဆိုတော့မဲထဲခဲ့ပြီးွားလို့ရှိရင် ပြန်လိုက်ငါတို့ကစစ်ကြတာတဲ့ ။ရာရှိတွေကအဲ့လိုပြောတယ်။ဆိုင်ဝါဆိုင်ဝါ။အဲ့တော့နေတို့တွေကဘယ်မဲကိုပေးလဲဆိုတော့ငါတို့ကြည်လို့ရတယ်။ငါတို့ကနေတို့လိန်လို့မရဘူးတဲ့။ဆိုပြီးအဲ့လိုမျိုးပြောတော့ညီမတို့ကကြောက်စိတ်ဝင်ခဲ့တယ်။အော်မေစုကိုမဲပေးလိုက်ရင်ပြန်လိုက်ရင်ငါတို့ကအပြစ်လည်းအပေးခံရမယ်။မြက်လည်းပေါက်ရမယ်။ဒါပြီးလို့ရှိရင်ငါတို့ယောက်ျားကိုစောင့်မြေကပုံမှန်နဲ့ရှေ့တန်းကိုလှုပ်ပြီးတော့တနည်းနှစ်နှစ်လောက်ပြစ်ထားလိုက်တာ။အဲ့လိုမျိုးတွေသူကအကျင့်ရောက်တာရှိတော့လေ။အော်အဲ့ဆိုလို့ရှိရင်အကြံခံရိုးပဲလက်တုံတုံနဲ့အဲ့လိုမျိုးပယ်ဝိုင်းတော့အပြစ်ပေးခံရမှာကြောက်လို့အဲ့ကြံခံရိုးပဲဒစိတုံးမှန်မှန်ထုခဲ့ရတာ မဲသုံးကပေးဘူးတဲ့အဲတက်ထဲမှနေတော့အသက်ပြည့်တာဆိုလို့အဲ20အသက်22နှစ်မှာတစ်ခါအသက်မပြည့်တာနှစ်ခါထည့်ခဲ့ရတာအဲနောက်ပြီးတော့စစ်တပ်မှာတစ်ခုရှိတာမှတ်ပုံတင်ကိုကျန်တဲ့အချိန်မှာမရိုက်ပေးနေရွေးကောက်ပွဲနေပြီးမဲထည့်ရမယ်ဆိုလို့ရှိရင်ရှိသမျှလူတွေအကုန်လုံးမှတ်ပုံတင်အမြန်လုပ်ပေးတာအေးစင်တော့အဲ့ဒီကကြတော့သူတို့ကအလေးနက်ထားတာမိခိုးတွေစစ်တီတွေရဲမေတွေမှတ်ပုံတင်မရှိသူတို့ကမြင်မြန်လုပ်ပေးတာချက်ချင်းလုပ်ပေးတာမဲထည့်ခိုင်ချင်းလို့ မှတ်ပုံတွေမရှိရင်တကောင်စင်းရင်းထဲမှာအဲသူကအဲ့လိုမျိုးမိခိုးတွေစီသွားတယ်မိသားစုဘယ်နှစ်ယောက်ရှိလဲရှိသမျှခက်ခလေးတွေအကုန်ထက်တကောင်စင်းထဲကိုထက်ကျွန်တော်တို့ယုံမှလာထက်အဲအဲ့လိုမျိုးသူတို့ကစီယုံနဲ့တိမ့်တွင်းနဲ့ခြောက်ထားတာလွတ်လပ်စွာမဲပေးပိုင်ခွင့်ညီမတို့မှမရခဲ့ဘူးဒီလိုအပြင်လောကရောမော်ဒါဆိုရင်ငါတို့ကအဲ့လိုပေးချင်တဲ့မဲကိုပေးလို့ရတာပေါ့လို့ဒါဆိုဘာဖြစ်လို့သူတို့ကဒီကြက်ခိုင်ရေးကိုပဲထည့်ခိုင်းတာလဲလို့ညီမတို့လည်းဟို တွေးစီးတာတော့မဟုတ်ဘူးအမေစုကိုချက်တယ်လေအမေစုကိုပဲမဲပေးချင်တယ်อืมအဲ့လိုမျိုးသူတို့ကချိန်ချောက်တော့မထည့်ချင်မနဲ့လေဒီကြန့်ခိုင်ကိုထည့်ခဲ့ရတယ်ဒီလိုမျိုးချိန်ချောက်တဲ့ဇာတ်တွေရောက်စစ်တီတွေကတော့ပြောစရာမလိုတော့မှာရဲမိတွေတော့ဒီလိုချိန်ချောက်တယ်ဆိုစစ်တီတွေကတော့နားလဲနေပြီဟုတ်တယ်သူတို့အပြစ်ကိုသူတို့သိနေပြီသူတို့ရသူတို့စစ်တီချင်းချင်းသူတို့အုပ်ချုပ်တာအဲ့လိုမျိုးရဲမိတွေဆိုတော့ပို့ဆိုးတယ်မှဟိုယောက်ျားလေးကိုလည်းငဲရတာသူတို့ကအမြင်ကပ်ပြီးဆိုလို့ရှိရင်ယောက်ျားကိုရှေ့တန်းလှုပ်လိုက်လို့ရှိရင်ပြန်မခေါ်တော့ဘူးဘယ်လိုပြောမလဲ နှောင်ကျင်သွားအောင်ဆိုပြီးတော့တို့ကလွှတ်ထားပြပလိုက်တာတနေ့နဲ့နေ့ဆိုမိသားစုယောက်ျားမရှိဘူးဆိုစုံငွေရိတ်ခစုံငွေပဲမရတော့ဘူးဆိုတော့อืมရိတ်ခလည်းမရတော့ဘူးဆိုတော့မိသားစုရှိတဲ့လူတွေဆိုအရန်ဒုက္ခရောက်တာအဲ့လိုမျိုးတွေငဲ့ပြီးတော့အညီမတို့မှအဲ့လိုမျိုးကြုံတွေ့ခဲ့ရတာอืมတိတ်ပြီးတော့မှဆက်တဲ့ကြီးကလှုပ်ပေးမယ်အခုလက်ရှိရွေးကောက်ပွဲကိုတရားမျှတမှုရှိပါတယ်ရှိနိုင်တယ်ဆိုတော့ထင်တဲ့ဟာတွေဒါနားထောင်ကြည့်နော်ဒါ CDN နော်ဒုတက်ချက်ကိုအောင်ရဲ့ဇနီးမတ်ချုံချုံမြင့်ပြောပြတယ်သူတို့တက်တွင်းထဲမှာမဲပေးခဲ့ရပုံလေးအစင်စင်နော်